မပြည်မှာအတုံးအများဆုံးလူမှုကွန်ရက် Facebook တန်းနဲ့ချီတဲ့လူတွေဟာအဲ့ဒီ Facebook ကိုအချိန်နဲ့ငွေတွေပေးပြီးတော့တုံးနေကြပါတယ်မန္တလေးကလူတယောက်ကတော့အဲ့ဒီ Facebook ကိုတုံးရင်းနဲ့နာမည်တစ်လုံးရောဝင်ငွေတွေရောရှာနိုင်တဲ့အနေအထားကိုရောက်နေပါပြီသူကတော့မန္တလေးက Steven Sorgi ပါပဲသူ့မြင်တာနဲ့ Facebook တုံးတဲ့လူတွေတော်တော်များများသိကြပါတယ်အခု Steven Sorgi ရဲ့အကြောင်းတွေကိုမျိုးမင်းဦးကနေပြီးတော့ပြောပြပါလိမ့်မယ်လာဘူးလားလာမှာလားလို့ဟောမြ အမလည်းဒီသွားအမပြောင်းဘူးလို့မရဘူးကွာမရဘူးကွာဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာအားပေးသူ follower နှစ်သိန်းကျော်ရှိနေတဲ့အသက်40ရွယ် Facebook ဆယ်လီတယောက်သူ့နာမည်က Steven Sorgi နာမည်ရင်းတော့မဟုတ်ဘူးဒါကတော့ Facebook တို့မှာစတီဗင်ဇော်ကြီးဆိုတဲ့နာမည်ကိုသုံးတာပေါ့နော်ဟိုနာမည်ရင်းတော့ဝင်းဇော်ရင်းအကိုစပြီးတော့အကောင့်စသုံးတော့စတီဗင်ဇော်ကြီးနဲ့သုံးတာစတီဗင်ဇော်ကြီးဆိုပြီးဖြစ်မလာခင်တုန်းကတော့အင်ချယ်မီလုပ်ငန်းကိုလုတ်ကန်ခဲ့သူပါ 2015ခုနှစ်လောက်မှလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတည်ရော်တဲ့ရေးစရာဗီဒီယိုဖိုင်အတိုတွေတင်ရကနေလူသိများလာခဲ့တာပါသူရဲ့ Facebook ပေါ်မှာပထမဆုံးပေါက်သွားခဲ့တဲ့ဗီဒီယိုဖိုင်ကတော့ရန်ကုန်မြို့လှိုင်းသားရွာက နာမည်ကျော်မူကင်းတစ်ခုကိုတယောခဲ့တဲ့ရေးစရာဗီဒီယိုဖိုင်လေးပါဒီမူကင်းကြီးပေါ်မှာဟာတာလေးလို့ချင်းတာလို့ချင်းနဲ့အကြံလေးပေါက်လာပြီးတော့ဘာရမဟုတ်ဘူးဒီလိုမျိုး10မိနစ်အောင် movie လေးကိုဟိုပေါ့လွယ်လွယ်လေးရိုက်လိုက်တာပါပဲဟိုပါလာတဲ့အဖော်ကိုဟိုဘီယာဆိုင်တွေ့ဓာတ်နဲ့ထိုးကြောက်တတ်တယ်များမကြည့်ရအဲပေါ့သူခေါင်းစဉ်အရာတော့တော်တော်သွေးပြက်စရာကောင်းတယ်ပေါ့ အဲ့မှာကွန်မန့်တွေမျိုးစုံမှန်းကြတာတချို့ကလည်းရီးရတယ်တချို့ကလည်းဟာမိုက်တယ်မောပြေပေါ့နော်တချို့ကလည်းတော်တော်ဆဲတယ်အမှန်အဲ့ဒါတွေကိုသိခယူမထားမိဘူးဒီကောင်းတဲ့ကွန်မန့်လေးတွေကိုကြည့်ပြီးတော့ပြန်ပြီးတော့နောက်မူဗီတွေအခုဖြောပြေးပေးချင်တာပေါ့နော်အဲ့ဒါကိုကစားဘောတကားပြီးတကားရိုက်ပြီးတင်မိတာပေါ့နော် အဲ့ဒီကလည်းဒီခွန်ပြဿနာခွန်ရှုံးနေရတယ်ဘယ်သူမှမရှိကြသေးဘူးလားဒီခွန်လေးကိုစိတ်ညစ်ပါ Facebook ပေါ်မှာလူသိများလာတဲ့ Facebook Sally ဖြစ်လာခဲ့တဲ့အချိန်ကနေတနည်းကြော်အတွင်းမှာ hata video file 80ကျော်လောက်တင်ခဲ့ပြီးဖြစ်ပါတယ်။တင်ခဲ့သမျှ file တော်တော်များများဟာလည်းပရိသတ်ရဲ့တုံ့ပြန်မှုအများပြားရရှိခဲ့ပါတယ်။အခွန်ရှောင်းနေဆိုရလဲလွယ်ရောမလွယ်ဘူး။ရိုးသားတာပေါ့။တို့တို့မြန်မာလူမျိုးဆိုရလဲညီလေးတည်းရတဲ့အတိုင်းပဲ ဟိုစိတ်ပီစီမှုတော်တော်များများရှိကြတယ်ရှိကြတဲ့ခါကျတော့အခုမူဝီလေးတက်လာတဲ့ခါမှာမိနစ်တို့အတွင်းမှာကြီးကြတဲ့ခါမှာအခုတော့ရေရွှင်မှုဖြစ်သွားပါတော့နော်စိတ်ပေါ်သွားတာပေါ့အဲ့ခါမှာဘယ်လိုလဲဟာဥတော်ပေါ့နော်အားပေးတယ်ဆက်လုပ်ပေးပါကျွန်တော်တို့ပေါ့နော်အဒီနေ့ဆိုလို့ရှိရင်ဆရာနဲ့စကားများလာတာဥတော်မူဝီကြီးတိုင်းမှာကျွန်တော်စိတ်ပြေသွားတယ်တချို့လဲကျွန်တော်တို့နော်လုံပေါ်ကိုင်းမဲ့ချင်းပြဿနာတက်တယ်ဥတော်ရဲ့မူဝီကြီးတိုင်းမှာအဲ့လိုပေါ့ပေါ့အမောပြေသွားတယ်ပေါ့နော်အเจ้าမျိုးမျိုးပဲ တော့ချက်ပေါ့မှာလာတယ်လို့ပေါ့စာတွေပို့ကြတယ်စာတူတွေပို့ကြတယ်အဲ့ပေါ်မှာအကူကဩသူတို့တကယ်မောပြေပါလားဆိုတော့ပီတီလေးရတဲ့ခါကျအကူပို့ပြီးတော့ပေါ့နော်ဟိုရိုက်ဖြစ်တယ်ပေးဆက်မိတယ်ပေါ့နော်ဒီနေ့တမျိုးမယိုးရအောင်ပွဲဆိုတဲ့အကြောင်းအရာတွေမပြတ်ရှိနေတဲ့ Facebook ဟာသူ့အတွက်တော့ ။တရော်လောင်ပြောင်ဟာသားဖောက်တဲ့ရေးစရာဗီဒီယိုတွေရိုက်ဖို့ကုန်ချမ်းရှာတဲ့အဓိကနေရာပါပဲ။ဒီ Facebook Live မှာရတာများတာပေါ့နော်။အရင်တုန်းကဆိုလို့ချင်း idea တွေပို့ပြီးတော့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုဒီမိုကရေစီနဲ့ကြံ့ခိုင်းတဲ့တောင်းတဲ့အပြိုင်လူနေတဲ့အခါမှာရွေးကောက်ပွဲမပြီးခင်ကပို့ပြီးတော့ကိုယ်တို့အဲ့ဒါအဲ့ဒါလေးတွေပို့ပြီးတော့ idea တွေရတယ်ပေါ့။ဒီဘက်ခင်မှာတော့အဲ့လိုမျိုးသိမရှိတဲ့အခါကျတော့ idea နည်းနည်းလေးခန်းတော့ပေါ့နော်။ဒီအများဆုံးအားဖြင့်ကုန်ချမ်းတော့ဒီ Facebook ပေါ်မှာပဲရှားတာပေါ့နော်။ရှားပြီးတော့ဒီလိုမျိုးစုံပါပဲ ဒီပြဿနာလေးတွေဖြစ်ကြတဲ့ပုံမှာကိုယ်ကပြန်ပြီးတော့ throw ရအဲ့လိုလေးစဉ်းစားရတာပေါ့ဒီလိုမျိုးကုန်ချမ်းကို Facebook ပေါ်ကနေရှူယုံမက Steven Sorge ရဲ့ရည်စရာ movie တော်တော်များများမှာသူနဲ့တူတွဲပြီးသရုပ်ဆောင်နေကြအဖွဲသား9ယောက်စီကအကြံဉာဏ်တွေနဲ့လည်းရိုက်ကူးပါတယ်တစ်ခါလေလေလုံးဝဟိုမထွက်တဲ့အခါမျိုးကျတော့ဒီညီငယ်ညီမတွေကိုမင်းတို့စဉ်းစားကြအောင်ငါကြီးအာမကိုလည်းမင်းတို့လောက်ကြအောင်ဒါကသူတို့ကလည်းသူတို့ရဲ့အတွေ့အကြုံလေးတွေပေါ့ အဲအကြောင်းမျိုးမျိုးလေးလေးဟိုဘောဟိုကိုယ့်အကူပြန်ပြီးတော့ဆုပြီးတော့ဒီမရိုက်ခင်เนาะအကျန်းတိုင်းတိုင်းပဲတိုင်ပင်ပြီးမှအဲ့လိုရိုက်တိုင်မျိုးလေးလည်းရှိတယ်ဟုတ်ပါတယ်ဒီလိုတော့ဘုံပဲရှိတယ်ဟုတ်ပါတယ်ဘုံတော့လည်းကလာပါ Facebook Sally တယောက်ဖြစ်လာပြီးတဲ့နောက်ပိုင်းသူ့ရဲ့တနစ်တာ internet သုံးတဲ့နှုန်းဟာမြင့်တက်လာပြီးကုန်ကြစည်လည်းမြင့်တက်ခဲ့ပါတယ်ဒီတမန်ရိုးရိုး user တယောက်အနေနဲ့တော့ MB 900ဒီ Telegram ပေါ့နော် MB 900 1900ပေါ့နော်သူတို့ရောင်းတာ 1900ဆိုလို့ရှိရင်တာမန်ရိုးယူဆာဆိုလို့ရှိရင်တပတ်တော့သုံးလို့ရတယ်4ရက်5ရက်ပေါ့နော်အဲ့လိုအခုကျတော့ဒီဒီဆယ်လီဖြစ်သွားရင်နောက်ပိုင်းမှာအဲ့လိုမခံတော့ဘူးလူတီကအဆုံးတက်တာပေးတကူထောင်းမယ်ဂရုတကူဖွဲ့မယ်ဆိုလို့ရှိရင်အခုနာမည်ထိတ်ဆုံးကနေပြီးတော့ရောက်သွားတာဒါဆိုသူတို့နိုဒီတက်တဲ့များဒီဒီဖုံးပြဖြတ်တာ ਉਹ ဖြတ်တော့ကကျတော့ MB 100လောက်ကုန်တယ် Facebook လူမှုကွန်ရက်ပေါ်မှာ follower နှစ်သိန်းကျော်ရှိတာကြောင့် Steven Sorgi တင်လိုက်တဲ့ video file တွေဟာအပေးသူတွေစီကိုချက်ချင်းဆိုသလိုပြန့်နှံ့သွားလိမ့်ရှိတာကြောင့်သူလူမှုကွန်ရက်ပေါ်မှာတင်ပြီးကြော်ညာပေးလိုက်တဲ့ထမင်းဆိုင်တစ်ဆိုင်ဟာနေချင်းညာချင်းဆိုသလိုရောက်အားထိုးတက်သွားခဲ့ပါတယ်။အတမီတို့ထမင်းဆိုင်ကိုလာစားပေးလဲပါအဲ့လိုမျိုးတော့ခေါ်လဲခေါ်တော့အေးလာခဲ့မဲ့ပေါ်ဝိုးကြီးတန်းကြီးပဲဖုန်းနံပါတ်ပေးလိုက်တဲ့နောက်ရကြတော့ဇက်တိုက်ခေါ်တယ်၃ငါးလောက်ခေါ်တဲ့ခါကျတော့အာသူတကယ်ခေါ်ချလာပဲဆိုပြီးတော့ ကျွန်တော်တို့နဲ့ရိုက်နေတဲ့ကျွန်တော်ညီလေးတွေညီမလေးတွေကျွန်တော်ထမင်းသွားစားလိုက်တယ်အဲ့ခံပြီးတော့အူးပေါ့နော်ဒါလေးကိုတင်ပေးဦးသမီးတို့သူကအများကြီးတန်းတောက်ဆိုမှာမဟုတ်ကြောင်စာပေးဦးလည်းမပြောဘူးသမီးတို့ဒါလေးတင်ပေးပါလားဦးလိုစားလေးပေါ့နော်သူကအဲ့လိုမျိုးတောက်ဆိုလိုက်တဲ့ခါမှာကျွန်တော်ဒီညီကိုအဖွဲနဲ့ဒီစားမဲ့ပုံလေးကိုတင်ပြီးတော့ Facebook ပေါ်မှာတင်လိုက်တဲ့ခါမှာဒီပေါ့ဒီကျွန်တော်ရဲ့နောက်မှာဒီ fan တွေရှိတဲ့အပေါ်မှာဒီလူလူကတအားလိုက်လာတာပဲမှလည်း ဘယ်နေရာလဲနေရာပြောမှာမန္တလေးဘယ်နန်းလဲအဲ့ဘောမှာအိုက်ဆိုင်ကတော်တော်အောင်မြင်မှုဖြစ်သွားတယ်ပေါ့နော်ဆွဲလေဆွဲလေအောင်မြင်မှုရဲ့နောက်မှာကျွဲကူရီပါဆိုသလိုပါလာတာကတော့အခွင့်လန်းနေပါပဲအခုဆိုရင်အကွက်မြင်တဲ့စီးပွားရေးသမားတွေကသူတင်မဲ့ဗီဒီယိုဖိုင်ဒီမှာကုန်ပစ္စည်းကြော်ညာတွေထည့်သွင်းပေးဖို့ကမ်းလှမ်းတာတွေလည်းရှိလာခဲ့ပါတယ်မင်းတို့ရဲ့ဘန်း တစိကုမ္ပဏီနဲ့ပဲတန်ပေးမယ်အဲအဲ့လိုလုပ်လိုက်မယ်လေအဲ့ဒါဆိုလို့ရှိရင်လည်းအဆင်ပြေရမလားအဓိကတော့ကိုစိုးကြီးနဲ့ကျွန်တော်ရင်ရင်းနှီးတာဗောနော်မန်လေးသားချင်းချင်းရင်းနှီးတဲ့အနေထားရယ်နောက်ပြီးတော့ကိုစိုးကြီးတို့လက်ရှိဗီဒီယိုတွေရိုက်ပြီးတင်နေတာဖြစ်တဲ့အတွက်ကျွန်တော်လည်းအခုလက်ရှိမှာဒီဗီဒီယိုနဲ့ပတ်သက်တဲ့ဒီ digital ပစ္စည်းတွေကိုကျွန်တော်တင်သွင်းတာဖြစ်တဲ့အတွက်ကိုက်ညီမဲ့အနေထားတစ်ခုရယ်နောက်ပြီးတော့ကိုစိုးကြီးကဒီလက်ရှိမှာ Facebook Sale ဖြစ်နေတဲ့အတွက်ကျွန်တော်ကကိုစိုးကြီးရဲ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့ကင်မရာနဲ့ရိုက်ပြီးတော့ကျွန်တော်တို့ company brand ပေါ့နော်ဒီ ကျွန်ညာမယ်ဆိုရင်ကျွန်တော်တို့လည်းပူထိရောက်နိုင်မယ်လို့ကျွန်တော်ကထင်တဲ့အတွက်ကိုစိုးကြီးကိုကျွန်တော်တို့ကအခုလို sponsor ပေးပြီးတော့ကျွန်တော်တို့လုပ်ရတာပါဗျ Facebook selling ဖြစ်ပြီးတော့ပိုင်းမှာဒီခုန MBD လောက်ကန်ခုနပေါ့နော်အဲ company နဲ့စာချုပ်တယ်နောက်ကျွန်တော် movie တင်လို့ရှင်ဟိုကိုတစိမ့်ထိုးပေးဦးရကျွန်တော်တို့ကမ်းလမ်းပါတယ်ကမ်းလမ်းပါတယ်အဲ့လိုမျိုးလေးရှိပါတယ် စမတ်ဖုန်းတွေကိုပေါ်ပေါ်များများကင်လာနိုင်တဲ့ခင်မှာလူမှုကွန်ရက်တွေပေါ်ထင်ပေါ်ကြော်ကြားကြတဲ့ Steven Sorgiro လို Facebook ဆက်လီတွေဟာ Facebook ရဲ့အပြင်ဘက်သွားလေရမှာမျက်နှာပွင့်ကြပါတယ်တခေါက်ငါရန်ကုန်သွားတဲ့ခါမှာအခုပေါ့အဲ့လိုဟိုတယ်လေးထွက်တဲ့ခါမှာဒီ line ကောင်းပေါ်ကနေပြီးတော့အဲ့လိုဥဇော်ပေါ့ဟာဥဇော်အဲ့ဟိုကဥဇော်အဲ့အဲ့လို order တွေဂျုံမှုတယ်ဒီ taxi သမားတွေရန်နေပြီးတော့ အလေဥစ္စာရှိရလေပြီးတော့ပိတ်ရပြီးတော့ဆက်ပြီးဆွဲတာပြောင်းငါတို့ပိုးတဲ့အတိုင်းတွေလို့ပေါ့နော်အဲ့လိုမျိုးဆိုင်နေရလေပြီးတော့ဖက်ပြီးတော့ဆွဲခေါ်ပြီးတော့သူတို့ဆိုင်ချင်ရိုက်ကြမျိုးတွေကြုံမှုရတယ်ကွာစစ်စစ်ကဥသောရဲ့အမာခံပြိတ္တဥသောမူပြီးလဲပါဆိုရင်ပြုံစကားတင်တာကိုလည်းကြိုက်တယ်ဒါကိုအိပ်ပြတာလည်းကြိုက်တယ်ဟုတ်တယ်ဟုတ်တယ်ဟိုလူကြီးတွေမရှိတော့ တကြီးရမရှိလို့လုပ်တဲ့အဲ့ဒါလည်းကြိုက်တယ်ဒါပေမဲ့အကြိုက်ဆုံးကပထမအုံဆုံးကြည့်ပြီးအဲ့ဒီစကားကိုအရင်ကြိုက်တာအရင်ကြိုက်လို့ခုတည်းကို Facebook ဝေါ်မှာတော့ကိုစိတ်ထားတယ်ကျွန်တော်ကမြန်မာလူမျိုးတယောက်ပါဘာပဲဖြစ်ဖြစ်မြန်မာလေးပြောစကားမသိတဲ့အခါကျတော့ဘယ်နေရာမဆိုဘူးတခါဆုံးတယ်လူမန်းဝင်ဝင်တဲ့အခါကက်စားပြုစကားမသိတဲ့အခါကျွန်တော်တို့မြန်မာလေးတခါဆုံးတဲ့ပြုစကားကိုလေ့လာပါအခုဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်တရုတ်ရဲ့အဖေတွေဖြစ်ကုန်ပြီ မဆိုးဆိုလို့ချင်းတရုတ်ရဲ့ချွေးမတရုတ်ရဲ့တမက်ဖြစ်ပုံကြီးအဲ့တော့တရုတ်စကားကိုလေ့လာမယ်ဆိုလို့ချင်းသူ့ရဲ့အပွင့်ကဒီလိုအဝိုင်းအောင်လေးလက်တုပ်တုပ်စားရင်နားဥနားလေးပျောက်တယ်အရွက်ကတထောင်လောက်ရှိတယ်အဲ့တော့တရုတ်စကားကိုလေ့လာမယ်ဆိုလို့ချင်းစကိုင်းတော်မှာပို့ပြီးတော့ပေါ်တယ်ဒါတရုတ်စကားဖြစ်မှာပဲမန္တလေးမှာလည်းရှိတယ်မန္တလေးမှာတော့ကိုကအရင်ကဆယ်လီမဖြစ်ခင်တော့ ေါ်ပါပါသွားပါတော့အခုဒီဘက်နဲ့ခက်ကြတော့ကိုညီငယ်လေးလည်းပဲသွားတော့တာဟိုလက်နာလားရိုက်ခံမှာလားအဲ့လိုတော့မဟုတ်ဘူးဘာလဲလဲလေးပေါ့စိတ်နောက်ချက်ဖြစ်တယ်လေနောက်မို့ဒီညီလေးတွေပါတော့ခါကျတော့ဘာပဲပြောပြောသွားလာတာအိမ်နေရတယ်အဲ့ကြောင့်ဒီ900အဖွဲလည်းပဲအမြဲတို့လူသွားဖြစ်တာ ပြန်နဲ့လွှမ်းမိုးမှုနှုံမြန်ဆန်လာတဲ့ Facebook မှာထင်ရှားကြော်ကြားလာတဲ့ Facebook ဆယ်လီတွေဟာသူတို့ရဲ့ထင်ရှားကြော်ကြားမှုကိုသုံးကျင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေကြောင့်ငွေကြေးအရပါအောင်မြင်လာကြပါတယ်။ Facebook မှာတက်လာတဲ့ status တခုပဲဖြစ်ဖြစ်ပေါ့နော်။ဒီတယောက်နဲ့တယောက်ပြဿနာပဲဖြစ်ဖြစ်ဒါမဲ့ပုံကလေးကပိုင်းဆိုင်တော့အခုရှောင်းတယ်။နိုင်ငံရေးပဲဖြစ်ဖြစ်အဲ့အဲ့လိုပေါ့နော် ဒီ update အနေနဲ့ပေါ့နော်အဲ့လိုထိုးလိုက်တဲ့သဘောပါပဲကျန်တဲ့ကိုယ့်ကိုယ်အဲ့လိုလူရှင်တော်ရဲ့လိုလဲမခံယူဘူးလူပညာသမားလိုလဲမခံယူဘူးပေါ့နော်ဒီလို့ဟိုပေါ့အကြောင်းအရာတစ်ခုပေါ့မှာအကိုထိုးလိုက်ရင်ကျင်းနေတယ်လိုပဲဖြစ်ဖြစ်အချိန်နဲ့ငွေတွေအကုန်ခံပြီးတော့တုံးနေကြတဲ့တန်းနဲ့ချီတဲ့မြမပြည်က Facebook တုံးနေသူတွေကြားထဲမှာမန္တလေးကကိုဝင်းစော်တယောက်ကတော့ Steven Sorge ဆိုတဲ့နာမည်တစ်လုံးနဲ့ဝင်ငွေပြန်ရသူတယောက်ဖြစ်လို့နေပါပြီ။ကျွန်တော်အခု Steven Sorge ရဲ့အကြောင်းတချို့သိလိုက်ရပါပြီ။ကျွန်တော်အစီအစဉ်ကိုဒီလောက်နဲ့ပဲညနာခွင့်ပြုပါ။ဒီအစီအစဉ်ဟာ Nebel Data အသီးသီးမှာပုံစံမျိုးမျိုးနဲ့ကျင်လည်နေကြတဲ့တကယ့်ဘဝတွေကိုတင်ဆက်ပေးနေတဲ့ခက်ပြိုင်ကောက်ချောင်းများအစီအစဉ်ပါ။ကျွန်တော်တို့အစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကိုကျေးဇူးများရှိတင်ပါတယ်။ကျွန်တော်ရဲဝင်သူပါ။